ါလီစောပါဒီကနေ့မေလာ23ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အရခဒေတာကနေပြင်ပေါက်ကိုထွက်ခွာဖို့ကြိုးစားအထောက်နေကြသူတွေကိုတားမြစ်တဲ့စီကံလေးချက် ULAA ကထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်း။ကြောက်ဖြူမှာစစ်ကောင်စီကတရုတ်စက်ရုံကိုအကာအကွယ်ယူပြီး AA ကိုခုခံတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းနဲ့ ရသေးတော်မျိုးနယ်မှာစစ်ပီးရှောင်းအမျိုးသမီးငယ်၄ယောက်ရင်းနှီးမျိုးသေဆုံးသွားတယ်ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အာရခဒေသကနေပြင်ပောက်ကိုထွက်ခွာဖို့ကြိုးစားအားထုတ်နေကြသူတွေကိုတာမြင့်တက်စီကံ၄ချက်ကိုမေလ22ရက်နေ့မှာ ULAA ကထုတ်ပြန်ခဲ့ပါတယ်။ကျိုးချောင်းစီလီယောမုံမရှိတဲ့အကြောင်းပြချက်တွေနဲ့အာရခဒေတာအတွင်က နေရစွန့်ခွာပြီးသွားလို့ကြသူတွေနဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP အရစစ်မှုထမ်းဖို့အကြုံဝင်ပြီးစစ်မှုမထမ်းလို့ပဲအရခဒေသရဲ့ပြင်ပကိုထွက်ပြေးဖို့ကြိုးစားကြသူတွေကိုသွာလာခွင့်မပြုဘဲကြီးကြီးတဲ့စီရေးအခြေအနေတစ်ခုကို ရောက်ရှိလာတဲ့အချိန်အထိတာမြင်လိုက်တယ်လို့ဆိုပါတယ်။အရခပြည်သူ့ကျန်းမာရေးဌာနကကုသမှုမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေအသက်အန္တရာယ်စိုးရိမ်ရတဲ့လူနာတွေကလွယ်ပြီးနေရာဆုံးခွာ ထွက်သွားလိုကြသောသူတွေဟာ NDEP ပြဋ္ဌာန်းချက်ပါအသက်အရွယ်အမျိုးသမီး16နှစ်ကနေ25နှစ်အထိ အမျိုးသား16နှစ်ကနေ45နှစ်အထိ အတွင်းအကျိုးဝင်တဲ့လူတွေကိုသွားလာခွင့်မပြုဘဲလက်ရှိတိုက်ပွဲတွေကြောင့်ဖြစ်ပေါ်လာတဲ့အရေးပေါ်ကာလပြီးဆုံးချိန်အထိတားမြစ်လိုက်တယ်လို့လည်းထုတ်ပြန်ကြမှာပါရှိပါရယ်အရခဒေတာအတွင်းကနေရာစွန့်ခွာပြီးသွားလိုကြတဲ့သူတွေကိုကုန်းလန်းရေလန်းတွေကနေ အခကြေးငွေယူပြီးတည်ယူပို့ဆောင်ပေးနေကြသူတွေကို တားမြစ်လိုက်ပြီးတွေ့ရှိလို့ရှိရင်တိစေဥပဒေအရအေးအေးယူခံရမယ်လို့လည်းဆိုထားပါတယ်။ဒါအပြင် အခြေခံစားတောက်ကုံရောင်းဝယ်ကုံသေးတွေနွားကုံသေးတွေနွားငါးလိုက်သူတွေကုံသေးတွေအနေနဲ့သွာလာကြတဲ့အချိန်တွေမှာလူပိုတွေကိုခေါ်ဆောင်တာအခကြေးငွေယူပြီးလူကယ်ရီပို့ဆောင်တာတွေကိုလုံးဝမပြုလုပ်ဖို့ကိုလည်းတားမြစ်လိုက်ပါတယ်။မပြည့်ပြတ်သေးတဲ့မြို့သိမ်းတိုက်ပွဲတွေကိုအကန့်အသတ်နဲ့ဆင်နွှဲရင်း အရခဒေတာတစ်ခုလုံးအရခပြည်သူလက်ထဲသို့ရောက်ရှိရင်စတဲ့ရည်ရွယ်ချက်တွေကိုလည်းအကောင့်ထင်ပေါ်ဆောင်ရွက်နေတယ်လို့အေအေကဆိုထားပါတယ်။ကြောက်ဖြူမြို့နယ်ကတရုတ်တပ်အားဖြန့်ဖြူးရေးနဲ့စွန့်ပစ်ဆက်ယုံ OGT နဲ့ Area 1ကျင့်ကိုစစ်ကောင်စီတပ်ကအကာအကွယ်ယူပြီးအင်အား300လောက်ထပ်မံဖြစ်တင်းကအရခတပ်တော်အေအေကိုခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်ဂုံးချွင်တိုင်းတွေက OGT ဆက်ယုံနဲ့ Area အတွင်းက စစ်ကောင်စီရဲ့နေရာယူထားတဲ့စခန်းငယ်နဲ့နေရာတွေကိုကြောက်ဖြူအခြေဆိုင်ခမာရ942နဲ့ခမာရ943အပါအဝင် နေပြည်တော်ကစစ်အင်အားအသစ်တွေဖြည့်ပြီးအေအေကိုခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့မြေပြင်စီရေးတရင်ရင်မြစ်တယောက်ကနရင်စရာကိုပြောပါရယ်ချင်းမြန်တရင်နှစ်ရင်းကနေအင်အား200လောက်နဲ့နေပြည်တော်ကလည်းအင်အား100ကျော်အင်အားအသစ်ဖြစ်နေတာဖြစ်တယ်လို့သူကဆက်ပြောပါရယ်အဲ့ဒီစစ်ကြောင်းတွေအကုန်လုံးဟာ တရုတ်စီမံကိန်းအေရီယာကိုကာဘာယူပြီး AA ကိုတိုက်ခိုင်းနေက AA ကပြန်ပြစ်လို့ရှိရင်စက်ယုံနားရီကိုဝင်ပြေးတယ်လို့လည်းဒေသခံတွေကပြောကြပါဗျ။ရသေးတော်မျိုးနဲ့ရှင်ခါလီကြီးရွာမှာစစ်ပေးရှောင်အမျိုးသမီးငယ်၄ယောက်ဟာရင်းနှီးမြုပ်တည်ဆုံသွားခဲ့ရတယ်လို့သိရပါဗျ။ရင်းနှီးမြုပ်တည်ဆုံသွားသူတွေကတော့ဥမ္မဝင်းနဲ့ဒေါ်ဝင်းတန်ထေတို့ရဲ့သမီးမာချေဝင်းဦး၂၃နှစ်မာထေထေဝင်း၅နှစ် ဥကျော်ဝင်းလိုင်နဲ့ဒေါ်ဖြူမေတို့ရဲ့သမီးမာညင်းညင်းလိုင်16နှစ်ဥစောလမောင်နဲ့ဒေါ်မရှိတို့ရဲ့သမီးမာစီမရှိ20နှစ်တို့ဖြစ်ကြပါရယ်သူတို့ညီအစ်မ၄ယောက်စလုံးဟာစစ်တွေမျိုးနဲ့တင်မုံနံကြီးရွာကဖြစ်ကြပြီးညီအစ်မဝင်ငွေတော်ဆက်သူတွေလည်းဖြစ်ကြပါရယ်မေလ21ရက်နေ့ညနေ၄နာရီလောက်မှာရှင်ခါလီကြီးရွာနာဂမြောင်မှာရေရှိုးကြရှင်ရင်းနှီးမြုပ်သေဆုံးသွားကြတာဖြစ်တယ်လို့မိသားစုဝင်တွေကပြောကြပါရယ်မိသားစုဝင်တယောက်က ပြီးဆုံးသွားသူညီမ၄ယောက်ဟာမြောင်မာယေရှုနေချိန်ရှေလျှော်ပြီးတယောက်ပြုတ်ကျသွားတာကိုတခြားသူတွေကလှမ်းဆွဲရာကနေအခုလိုမျိုး၄ယောက်စလုံးသေဆုံးသွားရတာဖြစ်တယ်လို့ပြောဆိုပါတယ်။ရုပ်အလောင်းတွေကိုမနေ့ကညနေ6နာရီလောက်မှပြန်လည်ဆေးယူရရှိခဲ့တယ်လို့လည်းမိသားစုဝင်တွေစီကနေသိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင် ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်းခရိုင်ကနေတဆင့်ရှင်းပြည်နယ်ပလဝါကိုကုန်ပစ္စည်းတွေပို့ဆောင်နေတဲ့နေဇလန်ကိုအိန္ဒိယအာဏာပိုင်တွေက ပြန်လည်ဖွင့်ပေးလိုက်ပြီလို့ကုန်သွယ်ရေးစီကနေသိရပါဗျ။အဲ့ဒီနေဇလန်ကိုမေလ20ရက်နေ့ကအိန္ဒိယအာဏာပိုင်တွေကပြန်လည်ဖွင့်ပေးလိုက်တာဖြစ်ပြီးပိတ်မိနေခဲ့တဲ့ကုန်သွယ်ရေးကုန်ပစ္စည်းတွေနဲ့အတူပြန်လာနေကြပြီဖြစ်တယ်လို့ရခိုင် ကုန်သွယ်တယောက်ကနရင်းစရာကိုပြောပါဗျ။ အဲ့ဒီလမ်းကိုပြီးခဲ့တဲ့မေလ16ရက်နေ့ကစတင်ကအိန္ဒိယအာဏာပိုင်တွေကလုံခြုံရေးကြောက်ဆိုပြီးတော့ရာအကန်အသတ်မရှိပိတ်ပင်ခဲ့တာဖြစ်ပြီး၄ရက်အကြာမှာပြန်လည်ဖွင့်ပေးခဲ့တာပါအဲ့ဒီလိုပိတ်ပင်ခဲ့တဲ့အတွက် ပလတ်ဝါကနေတဆင့်ရခိုင်ပြည်ကိုအိန္ဒိယနိုင်ငံကနေတင်သွင်းတဲ့ကုန်ပစ္စည်းတွေပြက်လက်ပြီးကုန်စည်နှုန်းတွေလည်းအဆမတန်မြင့်တက်မှုတွေဖြစ်ပွားလာနိုင်တဲ့အတွက်ကြောင့်ရခိုင်ပြည်သူတွေအကြမ်းမှစိုးရိမ်မှုတွေရှိခဲ့ကြပါတယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC ကဂျူပြတိုက်အနေမှာမေလ22ရက်နေ့ညကအစ္စရေးသံယုံဝန်ထမ်း၂ယောက်ပြစ်ဒဏ်ခံခဲ့ရပါတယ်။အမေရိကန်မှာရှိတဲ့အစ္စရေးသံယုံကဝန်ထမ်း၂ယောက်ဟာည9:00နာရီအချိန်လောက်မှာဝါရှင်တန် DC မြောက်ပိုင်းဂျူပြတိုက်အနေမှာပြစ်ဒဏ်ခံခဲ့ရတာဖြစ်ပြီးတနက်သမားကိုချက်ရှင်ဖမ်းဆီးရမိခဲ့ပါတယ်။တနက်သမားကတော့အီလိုနိုက်ပြည်နယ်ရှီကာဂိုမြို့ကလာတဲ့အသက်30အရွယ်အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးဖမ်းဆီးထိန်းသိမ်းထားတဲ့တပ်ဖြတ်သူကိုဆက်လက်စုံစမ်းမေးမြန်းနေတယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။တန်ယုံဝင်နဲ့အမျိုးသားနဲ့အမျိုးသမီး၂ယောက်စလုံးသေဆုံးခဲ့ရတယ်လို့ Metropolis တန်ရဲတပ်ဖွဲ့ရေရှုပ်ဖြစ်သူကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။တနက်သမားဟာအရှုပ်ရှာထားစဉ်အတွင်းပါလက်စတိုင်းလွတ်မြောက်ပါစေပါလက်စတိုင်းလွတ်မြောက်ပါစေဆိုပြီးကြွကြော်နေခဲ့တယ်လို့လည်းသိရပါတယ်ရှင်။